မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 15ရက်နေ့မနက်ပိုင်းကရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကကြီးရီလေးစစ်ဆင်ရေးနဲ့စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးတော့ဖုန်းလိုင်းများပါဖြတ်တောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးတော့လောင်လုံးမြို့အနီးမှာရှိတဲ့ညင်းမော်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များနဲ့ ထိခွေတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါတယ်။အဲဒီစစ်ခွဲစစ်ကြောင်းဟာလက်ရှိချိန်ထိညင်းမော်ရွာကနေပြန်လည်ဆုတ်ခွာခြင်းမရှိသေးပေဒေါ်လာရေးတပ်ဖွဲ့ဝင်များနဲ့စီးရေးဆက်လက်တင်းမာနေစေဖြစ်တယ်လို့ပြောပါတယ်။အဲဒီစစ်ကြောင်းကိုဒေါ်လာရေးတပ်ဖွဲ့များကရွာဖြတ်ပိတ်ဆို့တိုက်ခိုက်ခြင်းများကြောင့်အဲ့ဒီစစ်ခွေးစစ်ကြောင်းကညင်းမော်ရွာတဲကနေပြီးတော့ရှေ့ကိုဆက်မတိုးနိုင်ဘူးလို့ပြောပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဆက်လက်ပြီးတော့တိုးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ခွေးတပ်ကလောင်းလုံးမြို့နယ်အတွင်းကြီးရေလွေစစ်ဆင်ရေးနဲ့စစ်တောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ဒဝင်မြို့ပေါ်မှာလည်းအကြမ်းမစစ်ခွေးတက်ကအင်အားတွေကိုဖြစ်တင်းထားပြီးတော့လောင်းလုံးမြို့နယ်အတွင်းရေလမ်းနဲ့ပို့ဆောင်ရန်ပြင်ဆင်နေတယ်လို့ပြောပါတယ်။လောင်းလုံးမြို့နယ်အတွင်းမှာဖုန်းလိုင်းများကိုလည်းစစ်တက်ကဖြတ်တောက်ထားတယ်လို့သိရပါတယ်။အခုစစ်ခွေးတွေကကြီးရေလေးစစ်စင်ရေးပုံစံမျိုးနဲ့လောင်းလုံးမြို့နယ်တစ်ခုလုံးကိုစစ်ကြောင်းထုံးမဲ့ပုံစံရှိနေပါတယ်။အခုလည်းရဟတ်ရေတွေတောက်လျှောက်ကိုပြန်တန်းနေတယ်။ရေကြောင်းမှာလည်းစစ်သင်းမောင်းတွေအကုန်လုံးကိုဖြန့်ကျက်ထားတယ်။ဒီကောင်လေးစစ်ကြောင်းထုံးကိုပြင်ဆင်နေတာပါ။မြို့နယ်တစ်ခုလုံးလည်းဖုန်းလိုင်းတွေကိုဖြတ်ထားတယ်။ ်အခြေအနေကတော့တော်တော်လေးကိုရှုပ်ထွေးနေတယ်လောင်းလုံးမျိုးနယ်တစ်ခုလုံးကိုစစ်စင်ရေးလုံးမဲ့ပုံစံမျိုးဖြစ်နေတယ်လမ်းကြောင်းတွေကိုလည်းအကုန်လုံးဖျက်တောက်ထားတယ်လို့စစ်ရေးသတင်းရေးမိကပြောပြထားပါတယ်ဒါအပြင် အော်တိုဘားလိုက်26ရက်နေ့ကလည်းလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။ရဲစခန်းတိုက်တဲ့တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ခွေးတွေဘက်က12ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဦးစီးအမျိုးအစားတနက်6လက်၊ဂျီသူရီအမျိုးအစားတနက်9လက်၊ရှော့ဂန်၊စမုတ်ဂန်နဲ့လက်၊ကွန်မန်ဒိုစိန်ပြောင်းနဲ့လက် 6လုံးမျိုး၄လံစုစုပေါင်းလက်နက်မျိုးစုံ22လက်ဂျမ်းမာဆက်နှလုံးနဲ့ခဲယမ်းများကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကရင်ကမောက်ရွာအနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတိုက်ခတ်ရာ စစ်ခွေးတကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့မနက်7:00နာရီကျော်ကနေမေလ17:00နာရီကျော်လောက်မှာရေးမြုံနယ်မြောက်ပိုင်းကနေကမော့ရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ဌာနလက်အောက်ခံတပ်များဖြစ်ကြတဲ့မွန်ပြည်ဒေါ်လိုင်းတပ် MSRF ရေးပြည်သူကာကွယ်တပ် YPDF နဲ့ဒေါ်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြောက်ဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးတကောင်တေဆုံးကနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရ ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရင်းတို့နယ်မြောက်ပိုင်းကကနေကမော့ရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတွေကိုဂျားဖြတ်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကနှစ်ချိန်ဖြစ်ပွားခဲ့ပါတယ်။အကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးနှကောင်အပြင်းထန်ဒဏ်ရာရပြီးတော့ဒကောင်ကတော့တေသွားတယ်လို့ Monstic Revolutionary Force MSRF ကပြောရေးဆိုခွင့်ရှိသူမိတ်တလညံကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Monitorlay တ MSRF ရေးပြည်သူကာကွယ်တပ် YPDF ရာမညမော်တက်တော် RMA KNLA တပ်မဟာ6တရေ29ခွဲတဲ့တပင်းရွှေတိကိုကြိုက်နဲ့ပြည်သူကာကွယ်တပ်ဗျူဟာ33ဒေါနာချင်းမုံရေးတပ်ခွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘာလဘိုင်းကလည်းရေးမြို့နယ်ကနေကမော့ရွာအနီးစစ်တောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွဲတပ်ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ခွေးတပ်ဘက်ကတက်ချက်တအုပ်အပါအဝင်နှစ်ဦးတေဆုံးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့ပေါ်မှာစိုင်းကယ်နဲ့ကင်းလေရန်ထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုမိုက်ဖရက်တက်ခဲ့ရာ စိတ်ခွေးတွေဘက်ကထိခိုက်သေးဆုံးနိုင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့ည8:50မိနစ်ခန့်အချိန်မှာရေဦးမြို့မြောက်ပိုင်းကိုစိုက်ကယ်15စီးနဲ့ကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုရေဦးမြို့အဝင်ဆိုင်ဖို့အနီးရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစိတ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတော့လဲအရေးဘက်ကတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်။စိတ်ခွေးတွေတဲ့စီးရင်ကတော့မသိရသေးဘူး။ မိုင်းခွေနဲ့ရောက်လာလို့မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တယ်မိုင်းသုံးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့ဒီလူကာခွေအဖွဲ့ရေဦးမြို့နယ်ပတ်ကောက်ဘတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမြင်းညာမြို့နယ်မှာရှိတဲ့စုံရွာပြူစောတိကျေးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း Zeoni Sniper Packing Gorilla Force ကအဖွဲ့ခေါင်းဆောင် ကိုချက်သက်ကပြောပြထားပါဗျ။နိုဗ ెంబ ာ10ရက်နေ့မွန်းလွဲ7:15မိနစ်ခန့်မှာမြင်းညာမြို့နယ်ဆုံရွာပြူစောတိကျွာကိုဇင်းော်နီလက်နက်ကြီးတပ်ဖွဲ့က60မမများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်အကြမ်းစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တော်လိုင်းတက်တွေကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာ ပြူစောတီကြီးရွာရဲ့ကာကင်းစခန်းအတွင်းကိုကြက်ရောက်ပောက်ခွဲခဲ့တဲ့အတွက်ကြောင့်ပြူစောတီများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ပြောပါရတယ်။တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးတွေဘက်ကလည်း drone လက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။ကင်းစခန်းနန်နီယာကြက်ရောက်ပောက်ခွဲထိခိုက်မှုရှိပါတယ်။အသေးပြောက်ရှိမရှိကတော့မသိရသေးဘူး။ အင်အားတရာဝင်းကျင်လောက်ရှိတယ်ပြူစောထီးလက်နက်ကင်အင်အားက80လောက်ရှိပါတယ်လက်နက်ပေးမထားတဲ့ပြူစောထီးတွေလည်းကြံနေသေးတယ်လက်နက်ကြီး၄လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါပြူစောထီးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်ပါတယ်လို့ Zeoni Sniper Pricking Guerrilla Force ကအဖွဲ့ခေါင်းဆောင်ကိုချက်သိကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Zeoni Sniper Pricking Guerrilla Force လက်နက်ကြီးတပ်ဖွဲ့ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြင်မနာမြို့မှာရှိတဲ့ရောင်လီဦးရတနာရှိဆိုင်ကိုတနက်နေ့ချင်းချောက်ပြီးတော့လူရဲမှုကျူးလွန်ခဲ့သူ၂ဦးကိုဖမ်းဆီးရမိပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်စဉ်မှာနိုဝင်ဘာလ၁၇ရက်နေ့မနက်ပိုင်းကပြင်မနာမြို့မင်္ဂလာရက်ကဗိုလ်တော်ထိန်လမ်းမှာဖွင့်လှစ်ထားတဲ့ရောင်လီဦးရတနာရှိဆိုင်မှာဆိုင်းရှင်းအမျိုးသမီးနဲ့ဝန်ထမ်းတယောက်တို့ရှိနေတဲ့အချိန်အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်တို့ဆိုင်ထဲကိုဝင်လာပြီးတော့ဆိုင်းရှင်းကိုတနက်အတူတလက်နဲ့နှထင်းကိုထောက်ပြီးချင်းချောက်က ဆွေတဲ့ပစ္စည်းတွေကိုအိတ်ထဲကိုထည့်ခိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုထည့်ခိုင်းနေတဲ့အချိန်မှာဆိုင်းရှင်ကတနက်ကိုပုတ်ထုတ်ခဲ့ရာကျူးလွန်သူအမျိုးသားကတနက်နဲ့ထုပြီးတော့သူနဲ့အတူပါလာတဲ့အမျိုးသမီးကဆွေတဲ့ပစ္စည်းတွေထည့်ထားတဲ့ဘူးလူဘူးကိုလူရဲ့ယူဆောင်တဲ့အချိန်မှာဆိုင်းဝန်နဲ့အမျိုးသမီးကပြန်လဲလူယူခဲ့ရာကျူးလွန်သူအမျိုးသမီးကလက်သေးနဲ့ကုတ်ချက်ပြီးတော့တုံးထုတ်ကကျူးလွန်သူနှစ်ယောက်စလုံးဟာထွက်ပြေးသွားတယ်လို့ထုတ်ပြန်ချက်အရာသိရပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကိုပြည်သူတွေကဝန်ဝန်ဖမ်းဆီးခဲ့ရမှာအခင်းဖြစ်ပွားရာမင်္ဂလာရက်ကွာကေလန်းသွဲတက်လန်းပေါ်မှာပဲလူရမှုကျူးလွန်ခဲ့တဲ့သူတွေဖြစ်တဲ့ရွှေပြည်တော်မြို့နယ်တိန်ချောင်းရွာနေတန်းတိုးအောင်အသက်28နှစ်နဲ့ပြင်းမနာမြို့ရန်အောင်နေ့ရက်ကွာနေ ယမေခေါ်ရေဟန်အသက်25နှစ်တို့ကိုပြင်းမှုကျွလွန်တဲ့အချိန်မှာအသုံးပြုခဲ့တယ်။တနက်အတူနလာအယိုးအသွာခုနှစ်လက်မှခန့်ရှိတဲ့ခောက်ဓာတ်တစ်ချောင်းစီဆက်အိုင်အမျိုးအစားဖိုက်ခဲ့တယ်စီလက်ကင်ဖုန်းနှလုံးနဲ့သူတို့လူရယူဆောင်သွားတဲ့ရွှေလက်စုတ်73ခွေရွှေနဂတ်ရှိရန်ရွှေဆွဲသည့်တခုတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်အရာသိရပါတယ်။ကျွလွန်သူနှစ်ယောက်ကိုပြင်းမနာမျိုးမှရဲစခန်းမှာရာဇသက်ကြီးပုံမှ3ကိုလေးမြင်းဆောင်တက်တက်လေးနဲ့အမှုဖွင့်စစ်ဆေးနေပြီးတော့ ထိရောက်တဲ့ပြည်တံရရှိရေးအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ပတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကတားဖြစ်သူရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်ရွှေတန်လွင်ကျော်ဝင်းဝင်းအောင်အေးဝင်းအိုက်ထောအပါဝင်းခရိုနီနဲ့တထင်းများကိုလူမှုထူးချုံစုတစိမ့်များပေးရလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြေစုံဟာ Sky One ဆောက်လုပ်ရေးပိုင်ရှင်ဖြစ်တော်လဲသူရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်ကိုနာမည်ခံခိုင်းတာကမင်းအောင်လိုင်က မနေ့ကကြောက်ရတဲ့တရား၅နှစ်မြောက်အမျိုးသားနေဂုံနူးဆောင်ဘွဲ့အခမ်းအနားမှာမောင်မောင်နိုင် Sky 1ကိုလူမှုထူးချွန်စုဒုတိယအဆင့်ပေးအပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မင်းအောင်နိုင်ကရွှေတန်လွင်ကျော်ဝင်ရွှေပြန်းကျူကုမ္ပဏီပန်းရှင်တိန်ဝင်းစော် UAB Bank ပန်းရှင်နေအောင် A Bank ပန်းရှင်အာယူတို့အပါဝင် Crony တချို့တို့ကိုလူမှုထူးချွန်စု ပထမအဆင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။အခြားသောစီးပွားရေး Crony များဖြစ်ကြတဲ့ UMFCCI ဥက္ကဋ္ဌ A Win EFD ကုမ္ပဏီအုပ်စုက Sign မျိုးဝင် အောင်မြင်သူကုမ္ပဏီကလှမျိုးမြန်မာတီလဝါကုမ္ပဏီပိုင်ရှင်လည်းဖြစ်ဒဂုံကုမ္ပဏီအုပ်စုရဲ့ဥက္ကလလည်းဖြစ်တဲ့ဝင်းအောင်လူပွဲစားဖာကောင်းအချောက်ကြီးဂျွန်လွင်ရဲ့အကိုဖြစ်သူ Grand Royal ကုမ္ပဏီပိုင်ရှင်အောင်မိုးကျော် Freedom ကုမ္ပဏီကအောင်စုံနိုင်တို့အပါအဝင် Crony အချို့ကိုလူမှုထူးချွန်စုဒုတိယအဆင့်များပေးအပ်ခဲ့တယ်လို့သိရပါတယ်လူမှုထူးချွန်တတိယအဆင့်မှာလည်းစီးပွားရေးသမားများစွာပါဝင်ပြီးတော့ထင်ရှားသူများကို Freedom ကုမ္ပဏီကအိုက်ထွန် BOCC ကုမ္ပဏီကဝင်းဆွေမန္တလေးဘီယာကုမ္ပဏီကထွန်းဝင်းတို့အပါအဝင် စီးပွားရေးသမားများကိုစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကစုတွေချိမဲ့ပေးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွေးတပ်အတွက် lobby ပြုလုပ်ပေးနေတဲ့မြန်မာ narrative think tank ကဦးဆောင်သူကိုကိုစက်မုတ်တက်ကတော်ကတော့စာပေပညာထူးချွန်ပထမအဆင့်ပေးအပ်ထားပြီးတော့ဂျင်းမုံနဲ့မြန်မာအလင်း new light of မြန်မာသတင်းစာ editor ချုပ်ဟောင်းများကိုစာပေထူးချွန်စုဒုတိယအဆင့်များပေးအပ်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ကိုထောက်ခံနေကြတဲ့စောက်ပေါ်တွေဖြစ်တဲ့ဟာတာတယုတ်ဆောင်ဒိန်းအောင်နှာဘူးကြီးဒါရိုက်တာဇင်းအောင်မောင်အောက်တန်းစားလူရှင်တော်ငိမ့်ချန် စောက်ဘောတွေဖြစ်တဲ့ဝေလူကျော်ခိုင်နေဝေထူးခန့်ကျော်ချမ်းသာကြည်စိုးဟာသာတျုပ်ဆောင်တိန်ညော့တင်မောင်ဆမ်းမဲဝဲဗရမညာကေခိုင်ဒရိုက်တာကျော်စောလင်းအတွေ့ပုံရေးဒရိုက်တာကိုစောအာယုံဦးဒရိုက်တာညိုမင်းလွင်တို့ကိုလည်းလူမှုထူးချက်စုများမင်းအွန်လိုင်းကပေးအပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မိုးကုံမြို့ကနေမန္တလေးမြို့ကိုဆစ်ဆောင်ကြမယ့်သူတွေဟာအရင်နှစ်ကတည်းကားကတွေဈေးကြီးနေတာကြောင့်အခက်အခဲကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးကုံမြို့ကနေမန္တလေးမြို့ကိုဆစ်ပင်းတိတ်ဆောင်တဲ့သူတွေဟာအရင်နှစ်ကတည်းကားကတွေဈေးများလာတာကြောင့်ကားကလူတအုပ်ကို9သိန်းကနေ9သိန်းဝန်းကျင်ပေးနေရတယ်လို့သိရပြီ။ကားမျိုးစားပေါ်မူတည်ပြီးတော့ဈေးကွာသွားတယ်လို့ဆိုပါတယ်။ဟာကြကားနောက်ခန်းကလိုက်ရင်တယောက်ကို9သိန်းရှေ့ကောင်းကန်းကဆိုရင်6သိန်းပြည်စည်းတယ်လို့မရဘူး အရင်ကမှတယောက်ကိုနှစ်သိန်းသုံးသိန်းပဲအခုကစစ်ဆောင်တဲ့သူတွေများလာတာရဲ့ကားတွေရှားလာတာရဲ့အကြောင်းပဲမန္တလေးကကားတွေခေါ်ရင်အလိုကြီးလာပြီးတော့ဒီကပြန်တယ်ရတာဆိုတော့ကားကကဈေးပိုကြီးသွားတယ်လမ်းကဂိတ်တွေမှာပြေးရတာတွေလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။မိုးကောက်ကနေမန္တလေးကိုစစ်ဆောင်ကြမဲ့သူတွေကပတ်စံချမ်းသာတဲ့သူတွေပါ ကားရှာလို့မရပဲမှားမရတာကြောင့်အခုလိုမျိုးကားစည်းတွေအစမတန်မြင့်တက်ကုန်တာလို့သိရပြီးတော့ကားငါးဂျင်မာကကလချိုတင်ပြီးဆင်းရဲပေးရတာတွေလည်းရှိတယ်လို့သိရပါဗါးကားအနောက်ကလူတယောက်ထဲလိုက်မယ်ဆိုရင်ကလလောက်ချိုပြီးတော့ဆင်းရဲပေးရတယ် စစ်ကတလားလောက်ကြိုပြီးဖြစ်မဖြစ်ဆိုတာကြိုမှမသိနိုင်နော်ဒီတိုင်းကားလို့လည်းမရဘူးတဲ့ကားစေးကလည်းခုနှစ်ထဲမှာတော်တော်လေးကိုတတ်သွားတာမြို့ကိုစွန့်ခွာထွက်ပြေးလာတဲ့သူတွေအများများလာတာကြောင့်လည်းဖြစ်မယ်လို့ဒေသခံတူကရှင်းပြထားပါဗျဘိုးဘုံမျိုးကနေမန္တလေးကိုဆင်းတဲ့အခါလမ်းခေးအခြေအနေပေါ်မူတည်ပြီးတော့ပြညာအိတ်ရတဲ့ရက်တွေလည်းရှိတယ်လို့သိရကမိုးကုတ်ကြောင်မဲနောင်ချိုပြည်ဦးလွင်လမ်းကသွားတဲ့သူတွေဟာစစ်စေးရဲ့ဂိတ်မျိုးစုံကိုဖျက်ဆီးသွားရပြီးဘလောင်လူမျိုးဖြစ်ပါကဖျက်ဆီးခွင့်မပြုဘဲ ဂိတ်တွေမှာအိတ်တွေကိုဖောက်စစ်တာမူရဲစေဝါစစ်တာနဲ့မတ်ပုံတင်စစ်တာတွေမှာတင်းတင်းကြပ်ကြပ်စစ်ဆင်းနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စကိုင်းမြို့ရဲ့မြို့တော်ဖြစ်တဲ့မုံရွာမြို့ပေါ်မှာစစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးမှုတွေဆိုးရွားစွာလှုပ်ဆောင်နေပြီးတော့ဘလို့တမလူငယ်တွေအများပြားဖမ်းဆီးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံရွာမြို့မှာလိုဗမာလာဒုတိယပတ်အတွင်းကြောပြန်ပေါ်တာဆွဲဖမ်းဆီးမှုတွေဆိုးရွားလာတဲ့စစ်ခွေးတပ်ဟာမနေ့ကနိုဗမာလာ14ရက်နေ့ညနေက ကြောက်ကလမ်းပေါ်မှာလူငယ်တချို့ကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းမြို့ကန်တွေကပြောပြထားပါဗျ။ဒူးထောက်တောင်းမှန်တာလည်းမရဘူး။ကားပေါ်ကိုတွန်းကန်ပြီးတော့ကိုခေါ်သွားတာလို့မြန်မြန်တွေ့ရှိခဲ့ရတဲ့မြို့ကန်တို့ကအတိအပြုပြောကြားထားပါဗျ။ဖမ်းဆီးခံသူအရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ဟန်စီကန်တဲ့သူတွေဟာအလုတ်ပြန်နောက်ကျတဲ့သူတွေလည်းပါဝင်နေလို့သိရပါဗါဒ်အလုတ်ရှင်တွေအနေနဲ့လည်းအလုတ်ချိန်ပြောင်းလဲတတ်မှတ်ဖို့လိုအပ်ကြောင်းမုံရွာရက်ွက်ကင်းထောင်များအဖွဲ့ကအသိပေးထားပါဗါဒ်နိုဝင်ဘာလ10ရက်နေ့ကလည်းဝန်ကမျိုးပေါ်မှာစစ်ခွေးတက်ကအင်စီကားတွေနဲ့ပေါ်တာလိုက်ဆွဲခဲ့ရာ ဆက်မှုဆောင်ကနေအလုပ်ကိုပြန်လာတဲ့အလုပ်သမားတွေအပါအဝင်လူငယ်အယောက်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရကြောင်းဒေသခံများကပြောပြထားပါတယ်စစ်ခွေးတပ်ဟာပြီးခဲ့တဲ့သတင်းချုပ်ဒဇောင်းနိုင်ကာလတွေမှာမုံရွာမြို့မှာပျော်ပွဲရှင်ပွဲတွေပြုလုပ်ပေးပြီးတော့ပွဲတော်ကနေအပြန်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပါသေးတယ်ဒါအပြင်အခု November လအတွင်းမှာလည်းအပျော်အပါကြိုက်တဲ့မြန်မာလူမျိုးများအကြိုက်ဈေးပွဲတော်တွေနဲ့ stage show ပွဲတွေပြုလုပ်ပေးပြီးတော့ပေါ်တာဆွဲဖို့စီစဉ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာဟုတ်